ပြည်ထဲတွေဘွားကဘာနဲ့ဒူလဲဆိုလို့ရှိရင်အိတ်ကထဲကဖားတယ်လို့ပဲအချိန်မီထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တယ်လို့ချင်းထဲကကြက်တယ်လို့အချိန်မီရိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘုံချုံဘွားမှာရောက်နေပြီးတော့အဲ့ဒီ EA ကို EA ကိုအနေခံတိုင်းရတာလက်နဲ့ခိုင်နေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကျုံဘွားမှာအေးအဆင်အတက်ပြတ်ခံနေရတယ်။တက်ကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့ဤဖင်းမိတာကြီးမှာဖုံးကွယ်ထားကြတယ်။သူတို့မပြောရဲချောင်း ဘာကြောင့်မပြောရသေးတာလဲဆိုရင်တို့ရဲ့တော်တွင်ဥပဒေကြီးကိုပြည်သူတို့ကသိရှိနားလည်သွားပြီးတော့မတော်မှတွေကအကြအကြောက်လို့ရှင်းရှင်းကုန်းပြီလားရှင်းရှင်းကအကြထက်ဆိုးပါလားဆိုတော့လူတို့ကနားလည်သဘောပေါက်သွားမှကြောက်တဲ့အတွက်ဒီပြည်ပြည်တိုင်းမှာပုံမှန်တာကြတယ်။ online ရဲ့တတိယအဆင့်ကိုဆရာနာသိမ့်မှုကိုအဆုံးသက်ဖို့ယုံကြည်ကြောင်းထွေထိုးစစ်ကြီးတွေကိုတနိုင်ငံလုံးတိုင်တာနဲ့ဆွေးနွေးမယ်ဆိုပြီးတော့ဒီအချိန်ပေါ်ကပြောပါရစေ။နော်။တတိယအဆင့်တော်လိုင်းတတိယအဆင့်။ဖြစ်ပါက ကြီးမောင်ဆိုတာကကာကွယ်ရေးဝန်ကြီးအစီအမံရှိတာနော်သူတို့ဝန်ကြီးတွေအကုန်လုံးရဲ့အချုပ်ဝန်ကြီးချုပ်မန်ဝဲခံတိုက်ခေါ်တာကတော်လန်ရေးကို2023အခုမခံဘူး2022မှာအပြေးတိုက်မယ်လို့ပြောခဲ့တာဝန်ကြီးချုပ်မန်ဝဲခံတန်းပြောခဲ့တာအခုကြတော့အခုတော်လန်ရေးက2023ကြော်ပြီး2025ရောက်တဲ့အခါကျတော့ဝန်ကြီးရင်မုံဆိုပြီးတော့ပြီးရင်မုံကပြောတယ်တော်လန်ရေးတတိယဆက်ဆင်နေမယ်ဆိုတော့အဲ့ဒီတတိယဆက်ဆိုတဲ့နောက်မှာအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲ အထွေထွေထိုးစစ်ကြီးတနိုင်ငံလုံးအတိုင်းအတာဆင်နွှဲရန်ရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြောဆိုလိုက်သည့်အပေါ်မပူတုကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်။တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြရမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောကြားလိုက်တာပါ။ မလရှိရက်ကကျင်းပသည့်တမှုတင်နန်းအပစင်တင်နန်းစင်းပွဲသို့ပေးပို့သောကာကွယ်ရေးဝန်ကြီး၏တဝန်ရွာတွင်ယခုကဲ့သို့အတိပေးခဲ့ခြင်းဖြစ်ပြီးအဆိုပါတင်နန်းသို့စကိုင်းမန္တလေးမကွေးတိုင်းရှိပြည်သူ့ကာကွယ်ရေးတပ်မတော်တင်နန်းသားတရ15ဦးတက်ရောက်ခဲ့ပြီးအဆိုပါတင်နန်းစင်းပွဲသို့ဝန်ကြီးဦးရီမွန်ကတဝန်ရွာပေးပို့ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထူထောင်ရသည့်ရည်ရွယ်ချက်နှင့်စစ်အာဏာရှင် ခုခံတော်လှန်မှုကိုအစင့်လိုက်ဆောင်ရွက်ခဲ့သည့်အခြေအနေများကို ရှင်းပြရာတွင်တတိယအဆင့်အနေနဲ့ပကဖားနှင့်မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနှင့်အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်ကြောင်းဒီထိုးစစ်ကြီးကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်ကြောင်းအဆုံးတစ်နေ့မှာဆိုးရုံမှုမှန်သမျှကြဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်ကြောင်း ပြည်သူတော်လှန်ရေးမူချအောင်ရမည်ဖြစ်ကြောင်းဝန်ကြီးဦးရီမွန်ကပြောကြားခဲ့တာပါမင်္ဂလာပါမျိုးတို့ရေကျွန်မမဟုတ်တော့မပါသေးပါရှင်ဒီနေ့က25ခုနဲ့မက်ရှလာ14ရက်နေ့ဖြစ်ပါတယ်မျိုးညစ်တေမပြောရတဲ့တရင်တစ်ခုကိုမျိုးချစ်တဲ့ကျွန်မကပြောမယ်အဲ့ဒါပါလဲဆိုတော့နေပြည်တော် PDS ဆိုတဲ့အဖွဲ့ကနေပြည်တော် PDS ဆိုတဲ့အဖွဲ့ကရဲဘော်ကိုဆိုင်ဆိုတဲ့ဗဒက်ကောင်ကိုတရန်တဘူ KLL ကနေပြီးတော့သူတို့ရှိကိုလာခေါ်ရင်လာခေါ်ပြီးတော့သူတို့တက်သေးကိုခေါ်ပြီးတော့ လူမဆန်စွာရေးရဆက်ဆက်ညှင်းပါနှိမ့်ဆက်ပြီးတက်ဖြတ်လိုက်တယ်။ပြည်ထဲဒီဘွားကဘာနဲ့တူလဲဆိုလို့ရှိရင်အစ်ကက်ထဲကဖားတယ်လို့ပဲအချိန်မီးထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တယ်လို့ချင်းထဲကကြက်တယ်လို့အချိန်မီးအလိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘုံကြုံဘွားမှာရောက်နေပြီးတော့အဲ့ဒီ EA ကိုအီအာကိုအမိခံတိုင်းရဲသားလက်နက်ကင်တွေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကြုံဘွားမှာရေးရဆက်ဆက်အတက်ပြတ်ခံနေရတယ်။တက်ကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့ဤပြင်းမိတာရင်မှာဖုံးကွယ်ထားကြတယ်။သူတို့မပြောရဲကြဘူး။ ။ဘာကြောင့်မပြောရတာလဲဆိုရင်သူတို့ရဲ့တော်တွင်ဥပဒေကြီးကိုပြည်သူလူထုကသိရှိနားလည်သွားပြီးတော့မတော်ဘွားတွေကကြားကြောက်လို့ရှင်ကြီးကုန်းပြီလားရှင်ကြီးကကြားထက်ဆိုးပါလားဆိုတော့လူထုကနားလည်သဘောပေါက်သွားမှကြောက်တဲ့အတွက်ဒီခေတ်မိသားစုမှာဖုံးပယ်ထားကြတယ်။ဥပမာရှင်းပါဆိုလို့ရှိရင်မမရရဆော့စီလို့နော် KNU KL လေးဘုရားလုံးတို့များတက်ကြတာပေါ့နော်ဘုရားလုံးဆိုလို့ရှိရင်မူးမူးထူးထူးနဲ့အရက်မူးပြီးတော့ဆေးကွဲပြီးတော့ RPG ကိုပဖုံးပေါ်ထမ်းတယ်ထမ်းပြီးတော့မူးမူးနဲ့ကရဲအဲ့ RPG ကရုတ်တရက်မတော်တဆ အကြီးထွက်ပြီးတော့ PDF တွေပိတ်ချင်းလို့နဲ့တည်သွားတယ်။နော်။နောက်ဆုံးအဲ့ဒီဘူးစားလုံးကိုကြောက်လို့ပဲ PDF ရဲပေါ်တကောင်သူ့ကိုယ်သူတက်နေသွားရင်ဖြစ်မယ်ဖြစ်စင်နေရှေ့မှာတော့များစွာရှိခဲ့တယ်။နော်။ဆိုတော့က PDF တွေဘဝကဘောကြောဘဝတွေမှာရောက်နေပြီးတော့အဲ့ဒီလိုမျိုး EU EU ကိုအမိခံတိုင်းရတာလက်နက်ကိုင်အဖွဲ့အမိခံတောင်းချမ်းသူတွေရဲ့လက်အောက်ခံဘဝမှာခွေးကလေးတွေတကောင်လို့ချက်ကလေးမျက်ကလေးတကောင်လို့လည်းကိုယ်ကိုအသက်ပြည့်ခံနေရတယ်။ဒီပြတဲ့ပုံမှာအခုသဘောကျတာရှိတယ်။အဲ့ဒါပါလဲဆိုတော့အလေးမန္တလေး PD ရဲ့ sorry နေပြီးတော့ PD ရဲ့ ပြီးတော့ BDF အဖွဲ့ကနေကစားတောင်ထုတ်တယ်နော်အခုလိုမျိုးပေါ့နော်သူတို့ BDF အဖွဲ့ဝင်ကိုအခုလိုမျိုးကရင်ကရင်လေးကနေပြီးတက်ဖြတ်တက်မှုကို၃ရက်ပြင်မှာဖြည့်ရှင်းချက်ပေးဖို့ဆိုပြီးစားထုတ်တယ်တို့မှာအချိန်ကတ်သက်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့အရက်စကားလေးတစ်ခုရှိတယ်တခါသေးဘူးပြင်ဖို့နားလေသူတို့ဘွားတွေကတခါမဟုတ်ဘူးတရတခါတရနှစ်ခါသေးပြီးသွားပြီသေးဖူးပြီးသွားပြီဆိုတော့တရတခါတရနှစ်ခါသေးဘူးတော့ပြင်ဖို့နားလေပါတယ်ဥပမာ အခုလုံးလုံးလဲလဲဖြစ်သွားတာဆိုလို့ရှိရင်နော်အာရှက်ပြရတဲ့ဇက်ကဖဲဖုံကနောက်ရှင်ပြဆောင်ရေးကူညီပေးနေတဲ့ဆရာတော်ကိုပြားဆက်ချောင်းဆိုတဲ့ PDF ဖွဲ့ကဒလန်လို့ဆွဆွဲပြီးညှင်းပန်းလိုက်ဆက်ပြီးတပ်ဖြန့်လိုက်တယ်ရဲရဲဆက်ဆက်မသိမချင်းပြတ်တယ် เนาะအဲ့ဒီအမှုဆိုလဲဟိုလိုလိုဒီလိုလိုနဲ့အခုချိန်ဒီပါမှာပေါ်မလာဘူးရှင်းပါဆိုလို့ရှိရင်လေရေဘလူးဖွဲ့ကိုတို့ NGO MOD ကခုံယူဖွဲ့ပြီးဆစ်ဆေးမယ်ဆိုပြီးတော့လူကြားကောင်းကိုပြောတယ်။ဟောပြီးပြည်မိသားတွေမှလည်းဒီတဲ့ကိုအားရဝမ်းသာနဲ့တို့ခေါ်ပြကြရဲတို့ NGO ကတရားမျှတမှုရှိရဲဩစာတရားမှုရှိတယ်ဆိုတဲ့ပုံစံမျိုးပြောကြတယ်เนาะအခုတော့လောလောဆယ်ရေဘလူးဖွဲ့ကရေဘလူးကတို့ NGO MOD ပစိုးလှန်ပြနေမှာတည်ကြတယ်เนาะရှင်းပါဆိုလဲပြည်စင်နေအများကြီးရှိတယ်เนาะအာဥပမာဒီကမ်ဘလူးချင်းထောင်เนาะကမ်ဘလူးချင်းထောင်ဆိုလို့ရှိရင်လည်းပဲကမ်ဘလူးမျိုးနဲ့ NGO လွှတ်တော်မှမြင့်ဆုံးဦးကနေပြီးတော့เนาะ လက်သုံးချောင်းထောင်ပြီးတော့နိုင်ငံတော်လက်နက်ပုံကန်တယ်လက်နက်ကင်ပုံကန်တယ်ပသုံးလုံးဖွဲ့တယ်ပသုံးလုံးဖွဲ့တဲ့ခါကျတော့ NLD လွှတ်တော်မှမြင့်ဆုံဦးနယ်မေကနေဦးမဲခေါင်ဖြစ်သွားတယ်။အဲ့ဒီမှာစေတန်းချောင်းတူလေးကိုကျောင်းတက်လို့ဒလန်ဆိုပြီးတော့ရှုခိုင်းနဲ့ထည့်ပြီးဖမ်းတယ်မရေမှုကျိုးတော့လေအဲ့ဒီအမှုဆိုလို့ရှိရင်လည်းပဲအထင်အကန့်တက်ရက်ကန့်တက်ဥပမာတနအတွင်းမှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်တနေ့အတွင်းမှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်ဆိုရင်အထင်အကန့်တက်မရှိတဲ့အတွက်အခုနှစ်နှစ်ကျော်ပါပြီအခုနှစ်နှစ်ကျော်သွားပြီเนาะရှင်းပါလေဘာများလဲရှင်ဥပမာ ပလဲမျိုးနဲ့ NLD တို့တော့မိုက်စောထက်ကနေပြီးတော့လက်ရှိမှာလက်နက်ကင်ပုံကန်ပြီးတော့ပါသုံးလုံးလုပ်တဲ့အဲ့ဒီမှာပလဲကပီတီရဲ့ခေါင်းဆောင်ပလဲမောင်ကိုလူသက်အလောက်ဖြောက်လိုက်တယ်ဝက်လက်မျိုးနဲ့မှာဆိုလို့ရှိရင်လည်းပဲကိုရန်ចောင်းသားလေးကိုနော်ကိုရန်ចောင်းသားလေးကျောင်းမတန်နဲ့ကျောင်းထွက်စစ်ကြုံပညာရေးအလိုမရှိဆိုပြီးခလေးလေးပြောက်ပြီးတယ်ခလေးလေးကကျောင်းထွက်တယ်ဘာကသာဖွဲ့တဲ့ဝင်လိုက်တယ်ဘာကသာအကျောင်းသားမြင့်မြတ်ဦးပီဒီအချင်းချင်းပြန်တက်တယ်နော်ဖြစ်စဉ်တွေအများကြီးရှိတယ် ဥပမာကဏီကဏီပါဆိုလို့ရှိရင်လည်းတို့ NUG ရဲ့ပညာရေးတာဝန်ခံဥဝင်ထေအကြောင်းစရာဥဝင်ထေတို့တမီသားဆိုလို့ PDF အချင်းချင်းပြတ်တက်လိုက်တယ်ဒီလိုမျိုးဖြစ်စဉ်တွေများများစွာရှိတယ်ဒီလိုမျိုးတက်ဖြတ်မှုတွေရှိတယ်လို့ဘိုးစင်ရိုင်းဆိုလို့ရှိရင်လည်းပဲအပိုင်းပိုင်းခုပြတ်တက်ခံရမှုတွေရှိတယ်နောက်ဆုံးဝေကြီးလေလံမှုတွေရှိတယ်ဒီလိုမျိုးတို့ PDF အချင်းချင်းမှာတော်ရင်ဦးလေးကြက်တော့ပြီးတော့အကြကြောင့်လူရှင်းရှင်းကိုးမိတာရှင်းရှင်းကြားထက်ဆိုးနေတဲ့ပြစ်မှုတွေကိုပုံခွဲထားကြတယ်ကိုလန်အောက်ကလူတွေကိုမစီမံမခန့်ခွဲမအုပ်ချုပ်နိုင်နဲ့ တော့မဆောင်ကားတို့လို့ဘိုးနဂါတို့လို့လူခဲ့ပြီးကျဲတူတာသူတို့အန်ယူဂျီလောက်ကိုဝယ်ဖို့စီးယုံနိုင်ဖို့နေနေတာတာသူတို့အန်ယူဂျီအမို့ဒီလောက်မှာရှိတယ်ရင်း300ကနေပြီးတော့ဟိုတက်ရင်ရထွက်တယ်ဒီတက်ရင်ရထွက်တယ်ဟိုစစ်ကြောင်းကထွက်တယ်ဒီစစ်ကြောင်းကထွက်တယ်အဲ့ဒီလိုမျိုးတက်ပြက်နေပြီဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့ဖိမနိုင်မဲ့ပဲကြီးဟင်းစားခြင်းနဲ့အန်ယူဂျီကလက်ရှိမှာပြောလဲဆိုတော့တော့လက်ရှိရှမ်းမြောက်မှာ KIA နဲ့တင်းလဲလေးနဲ့နော်ကချင်နေနဲ့ပလောင်တပုံကြီးသူတို့နေမြေလူပြီးတော့နော်နေမြေလူပြီးဆက်ပတ်လူပဲနေဖြစ်ကြတယ်အဲ့ဒီမှာအန်ယူဂျီကနော် တရားရည်နဲ့ဒီလည်းလေးဈာထဲမှာတဲ့ဈာဝင်ကြီးနိုင်ပြီးတော့လိုအပ်သလိုကုညီဖို့ကျွန်တော်တို့အစင်းအသွင်စင်းရှိပါတယ်ကျွန်တော်တို့ကုညီပေးချင်ပါတယ်ဆိုပြီးတော့လူစွာထလုပ်တယ်ဖေမနိုင်ပဲပိတ်ချင်းထစားတယ်အခုလေ BE ရှင်မွန်ကနေပြီးတော့တော်လန်ရေးတတိယဆီဆင်နွှဲမယ်ဆိုပြီးတော့မြမဘီကဒီပေါ်ဒီပိတ်တွေကငါတို့ပြောသမျှငါတို့ဘာပြောပြောလက်စီဆောင်ပဲယုံကြတာပါပဲဒီကောင်းနေလူပေါ်တွေပါကွာဒီပေါ်တွေနီပေါ်နီပေါ်နီပိတ်တွေပါကွာလူပိတ်တွေပါကွာဆိုပြီးတော့မြမဘီမှာရှိတဲ့နီပေါ်နီပိတ်တွေကိုချင်းချင်းဘာမှတော့ပြောတာကတလှမ်းပြီးတလှမ်းလာမယ် လမ်းများအလုံးနေပြီးတော့သူခြေထောက်များအလုံးအမေရိကန်စီတို့ဖြစ်သွားတယ်။တလိုင်းမီတလိုင်းလာမယ်ကနေပြီးတော့အခုခြားတော့မပြောနဲ့တတိယဆင့်တော်လိုင်းရဲ့တတိယဆင့်ကိုဆေးရနာသိမှုကိုအဆုံးသက်ပုံချုပ်ကြေကြောင်းအထွေထွေထူးစီကြီးတရကိုတနိုင်ငံလုံးတိုင်တာနဲ့ဆင်နွှဲမယ်ဆိုပြီးတော့ဘီးရှင်မုံကပြောပါတယ်။နော်တတိယဆင့်တော်လိုင်းရဲ့တတိယဆင့်ရှေ့မှာက ဂျီမုံဆိုတာကကကွယ်ရေးဝင်ကြီးအစီအမံရှိတာနော်သူတို့ဝင်ကြီးရဲ့အကောင်လုံးရဲ့အချုပ်ဝင်ကြီးချုပ်မန်းဝဲခံတိုင်းပြောတာကတော်လန်ရေးကို2023အခုမခံဘူး2022မှာအပြီးတိုင်မယ်လို့ပြောခဲ့တာဝင်ကြီးချုပ်မန်းဝဲခံတိုင်းပြောခဲ့တာအခုကြတော့အခုတော်လန်ရေးက2023ကြော်ပြီး2025ရောက်တဲ့ခါကြတော့ဝင်ကြီးရေမုံဆိုပြီးတော့ဘီဂျီမုံကပြောတယ်တော်လန်ရေးတတိယဆင့်ဆင်ရမယ်ဆိုတော့အဲ့ဒီတတိယဆင့်ဆိုတဲ့နောက်မှာအသက်တွေဘယ်လောက်တောင်ပြေးပြရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပြေးပြရအောင်ပါလဲ ်နော်ဘီးညင်မောတခါလဲထပ်ပြောသေးတယ်သူတို့ PDF တက်မတော်အတွက်တဲ့ PDF တက်မှုတွေကိုစစ်တင်နေဘေးနေတဲ့ KIA ကိုကျေးဇူးတင်ပါတယ်ဒီနေရာမှာဘီးညင်မောပြောတာက PDF တက်မတော်တဲ့ပထမဆုံးခင်ဗျားတို့တွေ့တော့ခဲ့တာက Federal Army ဆို Federal Army ပြောပြီးတော့အဲ့ဒီ Federal Army ကနေပြီးတော့တစင်ရှော့ချသွားတယ်မဟာမိတ်တက်မတော်မဟာမိတ်တက်မတော်ကနေတစင်ရှော့ချသွားတယ် K2 K3C K3 စီကနေပြီးတော့တစင်းရှော့ချသွားတယ်ဘာလို့ရှော့ချသွားလဲဆိုတော့အဲ့ဒီ K3 စီမှာလုံးဝမပါပါဘူးဆိုပြီးတော့ KIA ကချက်ချင်းထပြီးညင်းလဲညင်းပေါ့ KIA ကထညင်းတော့ကချင်းကောင်ဒူဝလက်ရှိကအရှိတကွဲကျိုးနေဖြစ်ပြီး K3 စီကနေ K2 စီလိုပြောင်းသွားတယ်အခုကြတော့ K2 စီတောင်မစီတော့ပဲနဲ့ PD ရဲ့တက်မတော်ဆိုပြီးပြောင်းသွားတယ်နော်ဘာမာပြီးကနေပေါ့ဒီပိတ်တွေကိုလိုးတလိုးချင်းထည့်ပြီးတော့ချင်းပေါ်မှာတထောင်လဲကိုအတောက်လိုက်ကိုထည့်ပြီးတော့နားလဲပါရိုက်ပြီးခိုင်းစမ်းကြတယ် နော်ဆိုတော့ဒေါ်လာကြီးတတိယအချက်ဆင်းနေရမယ်ဆိုတော့မကြခင်မှာလူတွေထပ်ပြီးသိရအောင်မယ်ဆိုတဲ့သဘောကိုကျွန်တော်တို့တိုက်ရတယ်နော်ဒီကြောင့်လည်းပတ်သက်ပြီးတော့လက်ရှိမှာကျွန်တော်တို့မြန်မာပြည်တွင်းရေးမှာမြန်မာနိုင်ငံအနေနဲ့မှာတဲ့လက်နက်ကင်ပြည်ပခရေးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ပြည်တွင်းကစစ်ပွဲရေးကိုထိခိုက်ပြီးတော့ပြည်တွင်းကစိုက်ပျိုးရေးကဏ္ဍကိုထိခိုက်တယ်။ဒါကြောင့်မြန်မာနိုင်ငံမှာလူဦးရေ၃ပုံတပုံနိုင်ငံလူဦးရေ၃ပုံတပုံထမင်းငတ်နေပြီးစားနေရိတ်ကပြက်လက်နေပါတယ်ဆိုပြီးတော့ကုလသမဂ္ဂပညာရှင်တွေကမြန်မာရေးမှာအရှိန်ကန်တာထွက်လာတယ်။ ဒီလိုပြည်ပင်ကုန်စင်းတို့မြေတောင်မှုကြောင့်ကိုကျွန်မအရင်ထဲကရှိပြခဲ့ပြီးပါတယ်နော်အာကုန်စင်းတို့ညီကြည့်မြင်လဲတချို့ကပြောတယ်အာဆန်တို့စီတို့ကကိုယ်နိုင်ငံထဲမှာထွက်တာဗေနေငယ်ကမှဝယ်သုံးရတာမဟုတ်ဘူးဒါကဘာလို့ဆန်နေစီနေဈေးကြီးလာလဲဆိုပြီးတော့ပြောကြတော့ကုန်စင်းတို့ပြသတာဆိုရဲကောင်းတယ်ကျွန်မခဏခဏရှင်းပြဖို့လေနော်အဓိကကပြည်တွင်းစားသုံးမှုပမာဏကိုပြည်တွင်းကကုန်ထုတ်လုပ်မှုပမာဏနဲ့ပြည်တွင်းကစိုက်ပျိုးရေးပမာဏကမဖြည့်တင်းနိုင်တဲ့အတွက်ကုန်စင်းတို့ညီကြည့်မြင်ရပါတယ်ဆိုတာကိုကျွန်မခဏခဏရှင်းပြခဲ့ပြီးတော့ဒါပေမဲ့ကျွန်မရှင်းပြမှုကို ညာရင်မမီတဲ့ခါကျတော့ညီပေါ်ညီပိလေးတွေကအစစ်ကရကအာနာသိမ့်လို့ကုန်သိန်းလုံးကြီးရယ်ဆိုတာလောက်ပဲသူတို့ခေါင်းထဲမှာတော့အေးရောင်ဝဲပုံမြင်နေနဲ့ခေါင်းထဲကိုတန်ဖိုးဆွဲသူတို့ပတ်ထားကြတယ်။တော့ဆိုတော့ခင်ဗျားတို့ကြုံကြိုက်တော့တခါနဲ့ထပ်ပြီးရှင်းပြပေးမယ်။ဥပမာအဖြစ်မန္တလေးတိုင်းမှာတနည်းတော်အတွက်စီစားသုံးမှုပမာဏပိတ်တာ100ရှိရယ်ဆိုရင်ဒီမန္တလေးတိုင်းအတွက်ကနော်စီကိုထုတ်လို့တဲ့ပဲသို့မဟုတ်နှမ်းသို့မဟုတ်ညကြစိုက်ပျိုးမှုကအနည်းဆုံး200လားသူတို့စိုက်ရမယ်။200လားစိုက်မှ စိုက်လိုက်တဲ့ဒီနှမ်းညီပဲညကြ ့ရဲ့စိုက်ပျိုးမှုပမာဏကိုပုံချမ်းကနေကော်ကြောထုတ်ကြတယ်စီကျိတ်ကြတယ်ချိတ်တဲ့စီကိုနော်သူ့ဆောင်ဆက်သွယ်ရေးလမ်းဘက်ဆက်သွယ်ရေးကနေပြီးတော့စားသုံးမှုလက်ထဲကိုဖြန့်လို့ရောင်းချရတယ်အင်တန်အိတ်ရောက်ရောင်းချရတယ်အဲ့ဒီအတွက် 200ဆိုင်မှာ150လောက်ရပြီ။အဲ့ဒီ150ဆိုကုန်ကျန်းတည်လူထုလက်ထဲရောက်တဲ့အခါ100စားသုံးမှုပမာဏကွက်တည်ဖြစ်မယ်။ဒါပေမဲ့လက်ရှိမှာမန္တလေးတိုင်းတွင်းမှာနိုင်ငံတော်ကိုလက်နက်ကိုက်ပုံကန်နဲ့ PDF တိကြောင်းစီရင်ပေးတဲ့အခါဖြစ်ပေါ်နေတဲ့အတွက် PDF တိရှိတဲ့နေမြေမှန်သမျှလူထုမှန်သမျှခွင့်ပြုတိန်းဆောင်ပြီးစစ်ပေးဒုက္ခတွေဘဝရောက်နေတယ်။သူတို့ဒီစိုက်ပျိုးမှုပမာဏကိုမဆိုင်နိုင်ဘူး။ဆိုတော့လိုအပ်တာက100စိုက်နိုင်တာကလည်း100ပဲ။100ပဲစိုက်နိုင်တဲ့အခါကျတော့90ပဲထုတ်နိုင်ပြီးလူထုလက်ထဲကို90ပဲရောက်တယ်။အဲ့ဒီအတွက်ကုန်ကျစရိတ်တော့ကြီးနေတယ်။ เนาะကျွန်တော်ခင်ဗျားတို့ညီပေါ်ညီပိတ်တွေကိုကျွန်မအရင်ထဲကရှင်းပြတော့ခင်ဗျားတို့ကငြိမ်းဘူးလို့အခုကျွန်မရှင်းပြသလိုပဲအခုကုလသမဂ္ဂတင်ညာရှင်တွေကရှင်းပြတယ်မြန်မာနိုင်ငံမှာနိုင်ငံနဲ့မှာလက်နက်ကိုင်ပြည်ပခါကြီးဖြစ်ပွားနေတဲ့အတွက်စိုက်ပျိုးရေးစီးပွားရေးတွေထိခိုက်လာလို့ကုန်စည်လုံးတွေလည်းကျင်းပြလာတယ်ဒါကြောင့်မို့နိုင်ငံအကြီးကြီးရဲ့၃ပုံ၃ပုံကစာနေရိတ်ခါမဖူတော့မဲနဲ့ထမင်းနဲ့ ကြတဲ့အဲ့ဒီသုံးပုံတပုံဒီအဲ့ဒီအစားနည်းရိက္ခာမပူလုံပဲနဲ့ဒုက္ခရောက်နေတဲ့သုံးပုံတပုံဒီအန်ဥကြီး PD ရဲ့ EAO ဥရာဝအမိခံတော်လိုင်းရဲ့တပ်ဖွဲ့အမိခံတောင်းချမ်းသူတွေထိတ်ထုတ်ထားတဲ့လဲမြင်ပါတာဖြစ်တယ်။အခုဘီရှင်မကတော်လိုင်းရဲ့တတိယအဆင့်ဆိုပြီးတော့တနင်္ဂနွေလို့ဖိုးစစ်စင်မှာထပ်ပြောရဲ။ဒါကြောင့်မလူတွေထပ်ပြီးတော့ထမင်းငတ်အောင်မယ်။လူတွေထပ်ပြီးတရားလေအောင်မယ်။နော်အခုလက်ရှိနိုင်ငံလူကြီးရဲ့သုံးပုံတပုံဆိုရင်နောက်ထပ်စစ်ထပ်ပြီးတော့ခင်ဗျားတို့စစ်ရေးအစိမ်းထပ်ညှင့်မယ်ဆိုရင်အကြမ်းဖက်မှုတွေထပ်လုပ်မယ်ဆိုရင်လူတွေထပ်သေးပြီးထပ်ငတ်ရလိမ့်မယ်။ဘသူတွေသေးပြီးဘလူတွေငတ်မှာလဲဆိုရင်အဲ့ဒီတောင်းချမ်းသူတွေနဲ့မြေမှာ ရှိရပြည်သူလူထုတာလေနော်ကျမတို့တက်မတော်ထိချထားတဲ့နေနေတွေမှာလာကြည့်ချွေးဆိုင်တွေမှာလေကိုယ်သာမဝင်နိုင်တာမိုးလေးလို့ရှိရင်ချွေးဆိုင်တွေမှာကြည့်လိုက်ကြိတ်ကြိတ်ဒိုးတာပဲနော်ချွေးဆိုင်ဒီဆိုင်နဲ့မဟုတ်ဘူးနော်ရှိသမျှချွေးဆိုင်တိုင်းမှာလူဖြစ်တယ်ဆိုတာမရှိအမြဲတမ်းကြိတ်ကြိတ်ဒိုးနေတာပဲအဝိစားဆိုင်တွေအထည်ဆိုင်တွေစားပေါက်ဆိုင်တွေလူတွေတန်းစီပြီးစောင့်နေတာအဲ့ဒီလိုမျိုးရုပ်ရှင်ရုံဆိုလည်းရုပ်ရှင်ရုံမဟုတ်ဘူးနော်စားပေါက်ဆိုင်ရဆအဝိထဲကအဆဆိုင်တိုင်းဆိုင်တိုင်းမှာလူတွေကြိတ်ကြိတ်ကိုရောင်းဝယ်ဖောက်ကားနေကြရတယ် နော်ဒါကအချမ်းဖတ်သမားမရှိလို့တင်ရင်အေးချမ်းနေနေနေဖြစ်တယ်နော်ဆိုတော့ကဝင်ချင်းရင်လို့ပြောလို့ခင်ဗျားတို့တော်လိုင်းရေးတက်တရားဆက်ဆက်လာမယ်ဆိုရင်ခင်ဗျားတို့ဆက်ပြီးဓမြင်ငတ်တရားလေးနောက်ထပ်လည်းတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဆက်မနက်ရှင်စနေထုံးကျင်းပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ဖို့အတွက် MNDA နဲ့အနိကပ်ပူးပေါင်းပြီးလက်တွဲသွားမယ်လို့မန္တလေး PDF ဖွဲ့ကထုတ်ပြန်ပါတယ်တဲ့ဓာရှုမြို့ကို MNDA ကတိမ့်ပြန်ရရှိခြင်းဟာသူတို့ငွေဥတော်လိုင်းရေးအတွက်အရေးပါတဲ့အောင်ပွဲတရဖြစ်ပါတယ်လို့မန္တလေး PDF ကပြောပါတယ် မန္တလေးတည်းရဲ့ PDF ကပြောပါတယ်ဆိုတော့ခင်ဗျားတို့ကိုတော့ခေါက်မယ်မင်းခင်ဗျားတို့က Federal Democracy တည်ထောင်မယ်အခုဆိုလို့ရှိရင် MDA နဲ့တော့ MDA နဲ့အနိကပူပေါင်းပြီးလက်တွဲသွားမယ်ပြောတယ်နောက်ဆုံးက MDA ကိုယ်ခံနေရတာကငွေဥတော်လည်းရေးတဲ့အရေးပါတဲ့အောက်ပွဲပြောတယ်ဒါဆိုရင်အဲ့ဒီ MDA ရဲ့တက်ခတ်သိမ်းပိုက်လို့ရရှိတဲ့နေမြေမှာခင်ဗျားတို့မန္တလေး PDF ကအုပ်ချုပ်ရေးရပိုင်းတော့ဘယ်လောက်ရတယ်မန္တလေး PDF ကမရဘူးဆိုရင်ခင်ဗျားတို့ပြောတဲ့အမှုသားညီညီလေးဆိုရ NGO ကပေါ့ MNDA နေမြေမှာအုပ်ချုပ်ရေးအပိုင်းမှာ ဌာနဘယ်နှခုရတယ်နေရာဘယ်နှခုရတယ်အုပ်ချုပ်ရေးပိုင်းမရဘူးဆိုရင်တရားစီရင်ရေးပိုင်းမှာရတယ်လားဥပဒေပြုရေးပိုင်းမှာရတယ်လားအခုလက်ရှိကိုကံနေတိမ့်ချုပ်တိမ့်ပိုက်ထားတဲ့နေမီမှာမန္တလေး PD ရဲ့အသေးခံလို့တိုက်ပြီးရမန္တလေး PD ရဲ့ကနေရာဘယ်နှခုရတယ်ခင်ဗျားတို့ကဆော့ဖ်ဝဲဒီမိုကရေစီတည်ထောင်မယ်လို့ဆိုလို့ရှိရင်ခင်ဗျားတို့ကြားမှာအပြန်အလှန် အပေးအယူ Federal Agreement ရှိရတယ်။ဒါဆိုရင် NUG ကနေရာပနှစ်ခုရာတယ်။ကျွန်မအရင်ကလည်းမေးတယ်အခုလည်းထပ်မေးတယ်။ခင်ဗျာကျွန်မကလူလူမေးရဖြစ်တဲ့အတွက်ခင်ဗျားတို့ကလည်းပြန်ပြေးဖို့လိုတယ်။နော်ဒီညမှာတခုထပ်ပြီးပြောချင်တာကအခုဆိုလို့ရှိရင် MDA အာခေါင်းဆောင်၄ယောက်ကိုတရုတ်ကနေပြီးတော့ AIDG ခေါ်လို့အခုတရုတ်နိုင်ငံကိုသွားပြီးတော့နော်တိုက်တိုက်ဆိတ်သွားပြီးတွေ့ဆုံနေကြတာရှိရဲ့။တမတော်နေမှာခိုင်ခဲ့တရုတ်နိုင်ငံကိုမှ NASA ကဆိုးရတယ်ကိုကန်တယ်တွေ့ဆုံဆွေးနွေးပွဲရှိတယ်။အခုအဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမတိုင်ခင်မှာ ုကံကောင်းဆောင်လေးယောက်ကိုတယောက်ကနေအရေးကြီးခေါ်တွေ့တယ်ဆိုတော့ထူးခြားချက်တစ်ခုခုတော့ရှိနေမယ်။ဒီနေ့မှာဒီကပြောချင်တဲ့အချက်ရှိအဲ့ဒါဘာလဲဆိုတော့လာရှုမှာကိုကံနေကအာတရားပွဲတော်ကိုစီကတိုက်မြှောက်ဆွာကျင်းပနိုင်ရေးဆိုပြီးသူတို့ညီအချင်းဆောင်ရွက်နေတာရှိတယ်။သူတို့ကိုကံက MD ကတရားပွဲတော်ကျင်းပမယ်။ဒါပေမဲ့ အဲ့ဒီကိုကလာအောင်ခံအခုကိုကကိုဘောမနေတယ်မန္တလေး PDF နဲ့တနင်္ဂနွေလုံးမှာရှိတယ် PDF အန်ယူဂျီဆိုတဲ့အဖွဲ့ကရေးမစိုးတဲ့ကြံရေးမစိုးတဲ့ကြံအမေဦးပြန်လွေလန်းနဲ့ကြုံမယ်တကြံမှာရေးစော့တယ်လို့တလန်တကြံတော့မှာရေးကစားတယ်လို့တလန်တင်ညာတွေမှာနော်တကြံမှာကျမတို့ဝရဘာသာရေးဒလီထုံးနဲ့ရအတရားစကန်ဝင်ကြတာရှိတယ်နော်ဒုံလပိုက်ရဟန်းဝင်ကြတာရှိတယ်ကောက်မကူတို့ပြကြတယ်ဖျားသွားကြောက်တဲ့လောက်ကြတယ်အဲ့ဒီလူတွေအကုန်လုံးတို့ကတလန်လို့တတ်မှတ်တယ်နော်မသိရင်တကြံမှာရေးကစားတဲ့လူကပဲနိုင်ငံတော်ကိုသစ္စာဖောက်နေတဲ့လူလူဖြစ်အောင်ဝိုင်းပြီးတော့အုံနဲ့ချင်းနဲ့ဟောက်ကြတယ်ရေးမစိုးတဲ့ကြံလူတို့ကပြောတယ် ောက်ပြီးရေးမယ်လေ PDF နဲ့တနိုင်ငံလုံးမှာရှိတဲ့ PDF ဆိုတဲ့အဖွဲ့ကြီး NGO ဆိုတဲ့အဖွဲ့ကြီးကရေးမစိုးတကြံလို့ပြောပြီးတော့သူတို့အဖေခေါ်နေတဲ့ကိုကံကတကြံကိုစီကားစွာကျင်းပါမယ်ဆိုတော့ဖေးနဲ့သားကြမှာပွဲပြားမှုဖြစ်လာတယ်နော်ဆိုတော့ကဘာငါတို့ကဘာဘုံမှမကြောက်ဘူးအမှန်တရားပဲတိုက်ပွဲဝင်နေဆိုတဲ့အဖွဲ့ကြီးဒီနေ့တကြံကိုတော့ဘလို့များဘလို့များဖြတ်တိုင်းကြမလဲဆိုတာကျွန်မဆောင်ရနေပါတယ်နော်နောက်ဆုံးဒီနေ့ခုကတော့ဒါနိုင်ငံကြီးအကြောင်းရမှုပဲ ਨੇ ပါအမြင်မတော်မှုတစ်ခုလေးပေါ့နော်ကျွန်မကြောင်းညာလေးတစ်ခုပြပါမယ်အဲ့တော့ကျွန်မတို့ဆိုင်မှာဒီကနေ့ဆိုင်ပါစို့ကျွန်မဆိုင်ပါ အာဒီကြော်ညာလေးကနော်ဒီကြော်ညာလေးကျွန်မအတန်နေဖြောက်ထားတယ်သူတို့ရဲ့ဒါပဲပြောတာသူတို့ရဲ့စီးပွားရေးဖြစ်တယ်တူမြစီးပွားရေးလုံးလေသူတို့ဖြတ်မှာဆိုလို့ပေါ့နော်အတန်ဖြောက်ထားတယ်သူတို့ဒီဆိုင်ရဲ့လေးစာကျွန်မမှာရှိပါတယ်ဒါပေမဲ့လေးစာလေးကျွန်မမပြောလို့နည်းရုပ်လေးတွေလေးပဲသူတို့ရဲ့ပုံကိုရေးအဲသူတို့ရဲ့ဟိုဘယ်လိုပြောလဲကျွန်မလေးစာတမောထားတော့အားဖြင့် ဖြောက်ထားပြီးတာပေါ့နော်ပြောချင်တာကတော့အော်လက်ရှိမှာကလူမှုကွန်ရက်တွေတုံးရလာကြတယ်ဆိုတော့လူမှုကွန်ရက်ကိုတော့ပြုပြီးတော့ပဲမိမိကတို့တက်ရတို့တက်ကြောင်းလေးရှာပွဲကြတယ်နောက်ဈေးရောက်ဈေးဝယ်တွေလုပ်ကြတယ်ဆိုတော့ဒီပေါ်မှာအပြစ်မပြောလို့ဘူးသို့တော့အခုလိုမျိုးသာသနာမှာတရားရှင်မဆုံးဒီလိုဥဆောင်ကိုကိုယ်တိုင်ဝိပီကြောင်းကြတာမျိုးကတော့လက်ခံပြီးလို့မရပါဘူးနော်ဆိုတော့ဒီကျွန်မဒီဘုရားဘာသာဝင်တယောက်နေနဲ့အခုလိုမျိုး ဆိုင်နေမယ်ကျွန်မသိပါတယ်လိမ့်စာကျွန်မသိပါတယ်တိုးတော့ကျွန်မသိသူများစီပွားရေးတုံးနဲ့ထိုးလို့ဖြစ်မှာဆိုတဲ့အတွက်ပထမဆင့်အနေနဲ့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကျွန်မဒီအေးဆောင်ကိုကန့်ဝတ်ပါတယ်အားမပေးပါဘူးဒီတော့ပဲကျွန်မပြောပါအောင်မယ်နော်ဒါဆိုဒီကြောင့်ကြကိုတိတိအားဖြင့်အမေရုံးနဲ့တဟာလုံးဝမတင်တော့ဘူးဆိုတာသိတာလေညင်းလိုက်တာနဲ့တဟာလုံးဝအမေမတင်နိုင်ဘူးလူရောတန်တန်မိမိဆိုင်ကို online မှာကြောင်ညာလို့တခြားသောနည်းတွေနဲ့ကြောင်ညာလို့ရပါလိမ့်မယ်။ဒီလောက်ချိန်ဝတ်ဆောင်ကိုယ်တိုင်ဝတ်ပြီးကြောင်ညာတာမျိုးကိုလက်ခံပေးလို့မရပါဘူး။ဆိုတော့အချိန်ကြီးစင်ကြင်တည်ပြုနိုင်ပါစေလို့ကျွန်မပြောလင်ပါတယ်။